အေရီတိုင်းဒေသကြီးအင်ကပူမြို့နယ်ထဲမှာပြည်သူကောင်စီလက်ထက်တုန်းကကောက်ကွင်းလုပ်မယ်ဆိုပြီးတင်ထားတဲ့မြေနေရာတွေကိုမူလပိုင်ရှင်တွေကပြန်လည်ကြေညာပါတယ်။ဒီသတင်းကိုအောင်သူကပြပိုထားပါတယ်ရှင်။ပြည်သူကောင်စီလက်ထက်ကလေးကကောက်ကွင်းလုပ်မယ်ဆိုပြီးကလော့ဆိုက်တဲ့တောင်သူတွေစီကတင်ယူခဲ့တဲ့မြေကြီးက80ကျော်ကိုအတုံးမပြူပဲဒီတိုင်းထားတဲ့အတွက်ကြောင့်မလို့ဓမ္မဦးချလုတ်ကန်တဲ့တောင်သူတွေကအခုလိုပြန်လည်ကြေညာကြတာပါ။မသိင်းကြီးကတောင်သူတွေကအခုတောင်တိုင်းတဲ့တောင်သူ70ဝန်းကွာ ကလောပုံပါလေကလောဆိုင်တယ်နှမ်းဆိုင်တယ်အဲ့ကလောပုံထားတဲ့ကလောခင်းကိုကောက်ကွင်းလှုပ်ခြင်းနဲ့ဆိုပြီးတော့ဒီမှာရှိတဲ့တာဝန်ရှိတဲ့လူကြီးတွေနဲ့ကြည့်ပြီးတော့ဒီကလောပုံတွေကိုနုနုအဖဲခိုင်းတယ်အနှုတ်ခိုင်းမနှုတ်တော့ထွန်းဆဲသုံးသွားနဲ့တိုက်မောင်းတယ်တိုက်မောင်းတော့နောက်ကကလောပေါ်တဲ့ဥအပိုင်းဖြတ်တွေကောက်ယူတယ်နောက် ဒီဒေသမှာရှိတဲ့အုပ်စုတွေကိုလူကြီးတွေကိုလှောအပ်ရေးဆင်ခိုင်းပြီးတော့ခြုံနေခုတ်တိမြင့်တွေဖော်ဖော်ပြီးတော့ခောက်ခွေးအဖြစ်ကိုပရမပြည်သူကောင်စီဥက္ကဋ္ဌဘုံမှုသက်ရောက်လက်ထက်မှာခောက်ခွေးဖော်ထုတ်သွားတယ်လူတစုပျော်ပါဖို့အတွက်မြင်သိခံခဲ့ရတဲ့တောင်သူတွေအတွက်လှုပ်ရှားဖို့မြင်မရှိတော့ပဲဒုက္ခရောက်ပြီးတောင်သူတွေရဲ့ဘဝပျက်စီးသွားတယ်လို့ဒေသခံတွေကပြောပါတယ်။ပုံမှန်တော့ကျွန်တော်တို့မကြည်နိုင်ဘူးဗျာကျွန်တော်အဖေတရားတွေကျွန်တော်တို့ တပါးဥစားမြေရှိရဲ့သားနဲ့ပဲဒီမဲ့ဥစ္စာတမရစီမှာဆင်းငါလိုက်လုံနေရတဲ့အတွက်ကျွန်တော်တို့ခုဒီဘွားအထိကိုဗျာနှစ်သုံးတယ်ကျော်တယ်ခံစားရလားမကျေနပ်ဘူးပြည်သူတွေတင်မြောက်ထားတဲ့ဆွေရလက်ထက်မှာတော့အသိအားဓမ္မတင်ထားတဲ့လယ်မြေတွေကိုအများဆုံးပြန်လိုချင်တယ်လို့အသိခံခဲ့ရတဲ့တောင်သူတို့ကအခုလိုပြောပါတယ်ကျွန်တော်တို့မိသားစုတွေအလောက်ကန်လက်မဲ့ဖြစ်နေရောကျွန်တော်ပြောခွင့်ရရင်ဒီတိုင်းနေသားကြီးအစိုးရဒီမြေကိုပြန်လည်ရရှိဖို့ကျွန်တော်တို့ဆောင်ရွက် အင်ကပူမြို့နယ်အုပ်ချုပ်ရေးမှူးကတော့ဒါနဲ့ပတ်သက်တဲ့တိုင်စာတွေကိုတေချာစစ်စစ်ပြီးတိုင်းဒေသကြီးအစိုးရကိုဆက်လက်တင်ပြသွားမယ်လို့ပြောပါတယ်။အင်ကပူမြို့နယ်ဟာတမဟာလေးချင်းရေး6တိရှိရာဒေသဖြစ်ခဲ့တယ်လို့မူလကတက်ကတင်ထားတဲ့လယ်မြေတွေကြောင့်ထုံနှုံးတိုက်ပွဲပြုလုပ်လို့တောင်သူတွေထောင်ကြားခဲ့မှုတဲ့ဒေသလည်းဖြစ်ပါတယ်။ကျွန်တော်အောင်သူပါ